တရုတ်လူမျိုးတွေရဲ့ထူးဆန်းတဲ့ဟင်းလျာဖြစ်တဲ့ကြောက်စရဲခဲကြောင်းမင်္ဂလာပါရှင် knowledge တီညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကမ္ဘာလှည့်ခီးပတ်သွားနေရတာကိုနှစ်သက်တဲ့တချို့လူတွေရဲ့ရည်ရွယ်ချက်မှဟောကမ္ဘာတန်လွာထူးထူးဆန်းဆန်းအစားအစာတွေကို စားဖို့ကျင်လို့ဒေသတွေရွှင်ကျင်းမှုတွေကိုစူးစမ်းကျင်လို့ပဲမလားဟင်းမွေးတွေကြည့်ပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့ခံစားမှုမျိုးရှားချင်နေဆိုရင်တော့တရုတ်ကိုသွားပြီးတော့လမ်းမင်းအစားအစာတွေကိုလိုက်စားကြည့်ပါ ထူဝိတ်စမ်းမေးဆိုတဲ့အစားအသောက်တွေကို တွေ့မြင်ထိတွေ့ခန်းစားခွင့်ရသွားပါလိမ့်မယ်။ဒီလိုမျိုးတွေကတော့ဟင်းလျောက်တွေကိုချက်ပြုတ်တီထွင်စားတော့ကြတဲ့နေရာမှာထူကြပြီးတော့ပြိုင်ဆန်ရှားတယ်ဆိုတာဘရက်ဇက်ကြီးတို့လည်းသိကြတယ်မလား။ထူထူဆန်းဆန်းရာတွေကိုစားသုံးပြီးတော့ယောဂဘိုးတွေဖြန့်လင်းရှိတဲ့တရုတ်နိုင်ငံမှာအအဝဲကောင်းလောက်တဲ့အမြင့်ဆန်းတဲ့ဟင်းလျောက်တွေရှိသလိုအရသာဆန်းတဲ့ဟင်းလျောက်တွေလည်းရှိတတ်ပါတယ်။ အခုဟင်းလျာကတော့တရုတ်နိုင်ငံဟူပေပြည်နယ်အရူးဒေသမှာရှိတဲ့ချန်ရှညာစီရဲမှာရောင်းချတဲ့ကျောက်စရစ်ခဲကျော်ဟင်းလျာပဲဖြစ်ပါတယ်။ကျောက်စရစ်ခဲကျော်ဆိုတာတင်စားခေါ်ဝေါ်ထားတဲ့နာမည်မဟုတ်ပါဘူးနော်။ညချောင်းအိဟိုင်အနားမှာရှိတဲ့ကျောက်စရစ်ခဲတွေကိုငရုတ်စင်ကျက်သွုံပြူငရုတ်သီးကျောက်တွေနဲ့တစားဟင်းခတ်အမွေးကြိုင်နဲ့ရောပြီးချက်ထားတဲ့အရသာရှိတဲ့ဟင်းလျာတစ်မျိုးပါ။တရုတ်လူမျိုးတွေကတော့ဒီဟင်းလျာရဲ့နာမည်ကိုစူအော်တူလို့ပေးထားကြပါတယ်။ဒီဟင်းလျာကိုဘလို့စားရမလဲတွေ့ရခနေကြပြီလားရှင်။ စားနေရတော့လွယ်ကူပါတယ်။ကျောင်းစရစ်ခဲမှာကန်းနေတဲ့အရသာရှိလာတဲ့ဟင်းခတ်အမွှေးကြိုင်နဲ့ဟင်းနှစ်တွေကိုစားသုံးသူတွေကစုပ်ယူပြီးတော့ကျောင်းစရစ်ခဲတွေကိုတော့ပြန်ထွေးထုတ်ရတဲ့ပုံစံမျိုးနဲ့စားသုံးကြမှာဖြစ်ပါတယ်။စုပ်ယူထွေးထုတ်ပြီးတဲ့ကျောင်းစရစ်ခဲတွေကိုတော့ဆိုင်ကိုပြန်ပေးစရာမလိုပါဘူး။စိတ်ပါရင်အမှတ်တရဖြစ်နေအိမ်ဝယူသွားလို့ရပါတယ်။ဒီဟင်းရကတရုတ်မှာတော့နာမည်ကြီးတဲ့ street food တစ်မျိုးဖြစ်ပြီးတော့တပွဲကိုရွှမ်း20ဝန်းကျင်ပေးရပါတယ်။ မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့8100ကျတော့ရှိပါမယ်။ဒီဟင်းညစတင်ပေါ်ပေါက်လာတဲ့ပုံကတော့ရှေးကကတရုတ်လေထိုးသားတွေကမြင်းလေကောင်မှတောင်းတပြီးရိခါပြန်လည်သွားချိန်မှာမြေထဲကကြောက်စရက်ခဲတွေကိုသူတို့လှေပေါ်မှာပါလာတဲ့ဟင်းခတ်အမွှေးချိုင်တွေနဲ့ရောနှော့ချက်ပြွာကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။ပြည်သက်ကြီးတို့လည်းတရုတ်နိုင်ငံကိုရောက်ရင်တော့ဒီလိုမျိုးထူးထူးဆန်းဆန်းဟင်းလျာမျိုးကိုတစ်ခါလောက်တော့ကြီးစမ်းကြည့်ဖို့အကြံပြုချင်ပါတယ်။ သွားဆရာဝန်စီမသွားခြင်းတော့ကျောက်စရစ်ခဲတွေကိုဝါမစားမိအောင်လို့အထူးသတိပြုရမှာပါဒီနေ့ညက TikTok အသုံးပြုသူတယောက်ကြောင့်ဆိုရှယ်မီဒီယာမှာနာမည်ကြီးခေတ်စားလာတာဖြစ်ပြီးတော့လူတချို့တွေကတော့ကျောက်ခဲတွေနဲ့ချက်ပြုတ်ထားတာဖြစ်လို့စားတော့ဖို့အတွက်ကျမ်းမာရေးနဲ့မညင်ညွတ်ဘူးလို့ဝေဖန်ပြောဆိုနေတဲ့သူတွေလည်းရှိပါတယ်ကေပရိသတ်ကြီးတို့ရောဒီဟင်းလျာအကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်ချက်တွေရှိလဲဆိုတာပြောပြပေးခဲ့ကြပါအောင်နော်။